Is there a င်္ဂါပါမဆိုင်ပါဆိုတော့မတွေ့ရကြဘူးပေါ့နော်ဒီနေ့ပဲသွားမလဲဆိုတော့ times in the forest ဆိုတဲ့နေရာလေးတစ်ခုသွားမှာဖြစ်ပါတယ်လောလောဆယ်အာ TikTok မှာအရင်နာမည်ကြီးနေတာပေါ့နော်ရေပေါ်လေးတွေနဲ့ဘန်ကောက်ကဖေးပုံစံမျိုးလေးတွေတို့အဲရန်ကုန်က multi တို့အဲအဲ့လိုမျိုးနာမည်ကြီးနေတဲ့နေရာလေးပေါ့နော်အတိအကတော့ဟိုပုံရိုက်ပုံပဲသွားမှာပါအစားအသောက်တွေကလည်းဈေးကြီးတယ် ဆိုတော့သတင်းတွေကတော့ကြားပြီးသားပေါ့နော်ဒါမဲ့လည်းอืมဘန်ကောက်မသွားဘဲနဲ့ရန်ကုန်မှာသွားမယ်ဆိုတော့လျှောက်လာပြီဆိုတော့သွားလေကြီးကြမယ်ပေါ့နော်ဆိုတော့ကားနှစ်ဆင့်ဆေးရမှာပါလောလောဆယ်စံပြဈေးချိရင်စီးလိုက်ပါဝင်အတူလိုက်ကြည့်ပေးကြပါဆိုတော့ကျမတို့ကတော့မြူတွေကနေပြီးတော့စံပြဈေးရောက်တဲ့ကားကိုယင်စီးပါတယ်ပြီးတော့စံပြဈေးကနေပြီးတော့ တတင်းနှစ်ဆိုရဲနံပါတ်ကိုစီးပါရယ် YBS 112ကိုစီးရင်ဂိတ်ဆုံးမှာဆင်းပြီးတော့ Cycle Carry C ဆိုပြီးတော့လမ်းညွှန်ရေးထားတာလေအဲ့တတင်းနှစ်နဲ့သွားတာပေါ့နော်တိတ်ပြီးတော့အဆင်မပြေဘူးလမ်းကြောင်းကလေတောင်တကုန်သူကပတ်ပြီးတော့အဝေးသွားတာဆိုတော့လေအရန်ရှိကြပါတယ်ဆိုတော့အပြန်ကျတော့လမ်းကြောင်းတစ်ကြောင်းနဲ့သွားခဲ့တယ်ပေါ့နော်ဒီလမ်းကြောင်းကတော့ကိုဆင်းပြေတယ်အဲ့မှာကားခေရောက်ပါပြီဂိတ်ဆုံးထိပါပဲကဲဆိုတော့တတင်းနှစ်ဂိတ်ဆုံးကနေပြီးတော့ cycle ဖေးရွက်စီးပါတယ် cycle carry လက်မရှိတော့ဆိုတော့ဖေးရွက်နေ နေခင်းဘက်ဆိုတော့တော်တော်ပူတယ်အဲ့ဘက်လမ်းကြောင်းကလေတင်းတင်းလေးဘက်ကသွားရတာပူလဲဝေးတယ်ပြီးတော့အရန်လဲပူတယ်ဟိုအချိန်လဲမရှိဘူးပေါ့နော်အဲ့ဘက်ကသွားရတာပူဝေးတယ်သွားရတာအဆင်မပြေဘူးဆိုတော့ cycle carry ကကျတော့ तू က၁ရက်၃000တောင်းတယ်ပေါ့နော်ကျမတို့ကတော့၂ရက်၅000နဲ့စစ်ခဲ့ပါတယ်စီးတာကတော့15မိနစ်မိနစ်20လောက်တော့စီးရမှရှင်လေနေကတော့တော်တော်ပူတော့လေခေါင်းတွေကိုကိုက်နေတာပဲတကယ်တော်တော်လေးတော့ပြန်မှန်းနေပေါ့နော် ြင်ဆုံးအပြန်စီးရတဲ့လမ်းကြောင်းကတော့ YBS Station နဲ့စီးပွားရေးတက္ကသိုလ်ရောက်တဲ့အခါနဲ့ကျူစုပိုင်းမှတ်တိုင်မှာဆင်းဆင်းပြီးတော့ကားစီးပေါ့နော်ကားစီးရတာလည်းတစ်စင်းနဲ့နဲ့လည်းရောက်တယ်ပြီးတော့လည်းသွားတဲ့လမ်းကြောင်းကလည်းအရေးကလေးရတော့ပို့ပြီးတော့အဆင်ပြေပေါ့နော် Cycle Carry ကလည်းကျူစုပိုင်းမှတ်တိုင်ဆိုရင်တစ်ယောက်ကို2000ပဲပေးရတယ်ပေါ့နော်ဈေးလည်းပိုတက်တာတယ်ပို့လည်းအဆင်ပြေကဲရောက်ပါပြီပြောရင်ဆိုရင်လည်းထိုင်ကဲတွားချင်တဲ့နေရာလေးတော့ရောက်လာပါပြီ။ဘန်ကောက်ကော်ဖီဆိုင်လိုမျိုးတကယ်လဲလှပါရဲ့။ ဝင်နာနဲ့လူကြီးတယောက်ကိုဝင်ကြီး9000ခလေးတယောက်ကို3000ပေးရပါတယ်အစားအသောက်စားလဲပေးရပါတယ်ဝင်ကြီးကအပြင်မှာစားတော့ယူလို့ရလားဆိုရင်ရပါတယ်ဘန်ဂလိုတလုံးကို9000ပေးရတဲ့အတွက်ကြောင့်ဘာမှလက်မစားဘဲနဲ့9000အချောင်ပေးရသလိုသဘောမျိုးဖြစ်နေရောလေသူတို့ရှိကအစားတော့ကဈေးကြီးရဆိုရင်မလဲအပြင်မှာအစားတော့ဒီယူလာရင်တော့မတန်ဘူးလို့ထင်တယ်နော်အခု times in the forest အကဖေရောက်နေတာဖြစ်ပါတယ်ဆိုတော့ဒီမှာ ဒီရောင်လေးကတော့တော်တော်လေးစားပါပဲပေါ့နော်ဆိုတော့ဒီကမတော့လေတော့တော်တော်ပူရောပေါ့နော်ရှင်ကရတော့စားပါရဲ့ပြီးတော့လေအဲ့မှာ sound box နဲ့တခြင်းလေးအကျယ်ကြီးဖွင့်ပေးထားတော့လေအေးဆေးဆေးပန်းချီလေးရတယ်ကြားရသွားရင်လူပိုရှင်းပြီးတော့ဒီပန်ဂလိုလေးရရတော့အားရနေရကိုဝင်ထိုင်လို့ရပါတယ်ဥရလူစနစ်ပဲပေါ့နော်ဂလိုလေးရတော့တွေ့ရတော့လေးမျိုးရှိရပေါ့နော် lake view ရပြီးတော့ ျောက်လန်းအလယ်မှာရှိတဲ့နေရာလေးရယ်ပြီးရင်ရေကန်ဘေးမှာရှိတဲ့နေရာလေးရယ်ပြီးတော့ရေကန်အလယ်တစ်ထက်က Ten House ကြီးရယ်ပေါ့နော်ကျမတို့ကတော့ Lake View လေးကိုပို့သဘောကျရတယ်အဲ့လိုဒန်းလေးလည်းရှိတယ်ပြီးတော့ရေကန်အလယ်မှာဆိုတော့လေလေးတစ်ဖြူဖြူနဲ့ပို့ပြီးတော့တာယာရယ်လို့ခံစားရတယ်ပေါ့နော်အေးစစ်စစ်ပဲအစားအသောက်လေးတွေကတော့ဈေးကြီးပါတယ်ရှင်အရသာတော့ပုံမှန်ပဲကျမတို့မှာထားတဲ့ချင်းဆက်ခေါက်ဆိုရဲကျော်6500ရယ်ရေကဲမုံက ိန်းဥပြေကဲမုတ်6000မှာဈေးပေါ်ဆုံးဥမှားထားတာပါပြီးတော့ဒီပကံခွက်ရောက်တရတော့အဲသုံးရင်သုံးတယ်လို့ပတ်စံပေးရတယ်ပေါ့နော်ပကံဘူးမသုံးရင်တော့မပေးရဘူးဆိုတော့မသုံးတော့ပါဘူးဘာမှမစားလဲရပါတယ်ကျမတော့ Lake View Bungalow လေးကိုပို့သဘောကြမိပါတယ်ရေကန်နဲ့ကဲရလေးနဲ့ဓာန်လေးနဲ့ဆိုတော့တသက်ရလေးနဲ့အခုလိုနေပူရတဲ့ချိန်ကျတော့လေအပြင်မထွက်ချင်မဲ့နဲ့ AC အနားယူရတာပေါ့နော်ရန်ကုန်ကမတူတဲ့5မျိုးလေးတော့ရပါတယ် မနေ့အစောကြီးသွားရင်သွားတော့မဟုတ်ညနေခင်းဆိုရင်တော့ပိုအဆင်ပြေမယ်ပေါ့နော်ကျမတို့ကတော့အဝေးရလာရတာဆိုတော့လေသွားလာရလမ်းကြောင်းမကောင်းတော့နေခင်းမဲ့လာတော့တော်တော်တော့ပူပဲဒီနေရာရဲ့ထူးခြားချက်လေးရကြတော့ရေလေးကစိမ့်ချရောင်လေးတန်းနေတာပေါ့နော်ငါးမွေးထားသလားဆိုမမွေးထားပါဘူးရှင်ရေကူးလို့ရလားဆိုလုံးဝမရပါဘာလုပ်လို့ရလဲဆိုလှေလှော်လို့ရပါတယ်အဲ့ဒီမှာဟိုညီမလေးလှော်နေသလိုပေါ့နော်ဖန်လီလေးလှော်လို့ရပါတယ်အခမဲ့ပါရှင် ကျမတို့ကတော့နေရမ်းပူတော့နေပူလည်းမခံနိုင်ဘူးရေလည်းမကူတက်ဘူးလေလည်းမလှော်တက်ဘူးဆိုတော့ဒီတိုင်းလေးပဲလို့တုတ်ထိုင်နေလိုက်ပါရဲ့ရှင်ရေလေးရာလည်းစိမ့်ပြပြလေးနဲ့ဆော့ချင်အလေးပေါ့နော်ရေကတော့အေးမနေပါဘူးနေပူတော့လေနွဲ့နွဲ့လေးတော့ဖြစ်နေရေပေါ့နော်ဒီဘန်ဂလူးလေးတွေကနေပူရင်လေးဘေးကနေလိုက်ကလေးချလို့ရတယ်အေးစစင်းသားယူလို့ရပါတယ်အဲ့လိုလည်းရတယ်ပေါ့ရှင်ဆိုတော့ မျိုးတွေကနေလာမှဆိုရင် YBS 118ကို CB ကျိုးစုပိုင်းမှတ်တိုင်မှာဆင်းမယ် YBS ကျိုးစုပိုင်းမှတ်တိုင်ရနေပြီးတော့လေးတွဲစီးလာရင်တယောက်ကို2000ကျပါမယ်ဆိုတော့အသွားပြန်ဆိုတော့4000ကားကား400အသွားပြန်ဆိုတော့800ဝင်ကြီးက9000ဆိုတော့1000နဲ့ရှိရင်ရပါပြီရှင် စားလာကတော့ကိုတော်သားနဲ့ကိုပါရှင်ဒါတော့ဘန်ဂို ဖက်ဖက်အိမ်အပေါ်ဘက်ကနေရတဲ့ဒီလေးပေါ့နော်ဒါဟို social media ပေါ်မှာဒီ view ကိုမြင်နေပြီးတော့စိတ်ဝင်စားကြပါတော့အဲ့ဒီကမိုက်ပေါ်လေးမှာပဲ share ပြီးတော့အဲ့ဒီတပုံလေးရိုက်ကြပါလေဒီမှာတော့မတက်ရဲပါဘူးရှင်ဒီလေးလေးကလည်း white white လေးနဲ့တက်ရတာပေါ့နော်တတရအေးစမ်းစမ်းလေးပါပဲစိတ်ချမ်းသာစရာလေးလည်းကောင်းတယ်ပန်ကာလေးလည်းရှိတယ်ပေါ့နော်ဘန်ဂလိုတစ်ခုချင်းစီမှာရောပြီးတော့ဒီဘန်ဂလို house မှာကော ပန်ကားလေးတွေရှိပါတယ်ရှင်။အေးစစင်းသားယူလို့ရပါတယ်။ပြီးတော့ဝန်ထမ်းလေးတွေကလည်းအဲသဘောကောင်းကြတယ်ဖော်ရွေကြတယ်ပေါ့နော်။အေးစစင်းလေးစိတ်ရှင်းရမ်းတာလေးတနေ့ကုန်လာပြီးတော့အနားယူကြတဲ့သူတွေများတယ်ရှင်။ပန်းမင်းလေးလည်းရှိပြီမဲ့အခုမှစဆိုင်တာဆိုတော့အရင်ကတော့မဖွင့်ဖြိုးသေးပါဘူးပုံမှန်တွေ့ရတာကတော့မီးပုံမြန်ပေါ့နော်ပူပေါင်းလေးတော့မရှိတော့ဘူးအဲ့ဒါလည်းဖိုတိုစပော့တစ်ခုပါပဲဖန်လျားတော့နှစ်ခုရှိပြီးတော့ဥတူယူပြီးတော့ စီးနိုင်ပါတယ်ရှင်။ဓာတ်ရက်တွေဆိုရင်တော့အဆင်ပြေတယ်။ပိတ်ရက်ဆိုရင်တော့အရန်လူများတယ် Saturday Sunday ဆိုရင်တော့တိုးကျိတ်တယ်။ဒါကတော့ဝင်ဝင်စင်းကပကင် ထိုးတဲ့နားလေးကရေကန်လေးပါရှင်။ဒီနေရာလေးနဲ့တတရရလေးဓာတ်ပုံရိုက်လို့လှတယ်။အခုမြင်နေရတော့ toilet ပေါ့နော်။တန့်လဲတန့်ပါတယ်။အေးစစလေးနဲ့တတရရလေးပေါ့နော်။နိုင်ရှင်နဲ့ဆိုပြီးတော့ဗောနော်ဒါတော့ကဖေးရဲ့အပြင်နဲ့အတွင်းဗောနော်ဒီဘက်မှာလည်းထိုင်လို့ရပါတယ် ဒါပေမဲ့ဘန်ဂလူးဒီမှာတော့ပိုစီချမ်းသာတာပေါ့နော်ဒီကော်ဖီဆန်ကတော့ရန်ကုန်ထဲမှာလည်းရှိနေတာပဲဆိုတော့အဲ့တံတားလေးမှာလည်းရရင်လှတယ်တသက်ရလေးနဲ့ပန်းမင်လေးဒီကလည်းမျိုးစုံပါတယ်အရောင်လေးရလည်းလှနေရောပဲဖြူနီပြောင်းဟာရောင်ဆုံးပြားနာအေးချမ်းသာရှိတဲ့နေရာလေးတစ်ခုပေါ့နော်နေရန်ပွင့်တော့လည်းလို့မကောင်းပုံရိုက်လို့မလှဘူးကောနော်နေပူတော့ညနာကြီးကရှုံမဲနေရောအဲ့ဒါ နေကြတဲ့အချိန်လေးဆိုရင်တော့အဆင်ပြေမှာပါ။ဟာလေးဓာတ်ပုံရိုက်ပေးပါဆိုပြီးတော့ post တွေပေးနေတာပေါ့နော်။အဲ့တော့ဟဲ့မပြီးနိုင်မပြီးနိုင်လေဘယ်လိုတွေဖြစ်တာလဲပေါ့။ V ဆိုတော့ရခိုလက်ထောက်ပြီးဖြာခိုင်းတဲ့တင်ကမဟုတ်ဘူးနောက်ချောင်းပဲဟုတ်ပဲ။ V ကိုရခိုင်းတာဖြစ်နေတော်တော်ရေရဲတိပါတော့မတိုင်းပါရှင်။ဒါလေးကတော့ lake side view ပေါ့နော်။ ကံဘေးရရှူခင်းလေးပါကံဘေးရဝိုင်းလေးတွေအားလည်းဒီကံလေးရဝိုင်းလေးတွေနဲ့တူတူပါပဲရှင်။သူကတော့ဘေးမှာအပင်လေးနဲ့ဟိုလေခွင်းလေးနဲ့ရှိမယ်ပေါ့နော်။ဓာန်လေးရတော့ရှိပြီးသားပါ။ဒီနေရာလေးတွေလည်းအဆင်ပြေပါတယ်။တတရရလေးနဲ့တချို့ကျတော့ဒီကံဘေးမှာသိဝိုင်းလေးနဲ့ဆိုတော့အရေးကလေးကတော့ပိုရတာပေါ့ရှင်။ကံလေးရထက်တော့။အဲအချိန်နဲ့၃နာရီထိုးပြီးဆိုတော့ပြန်ပြီပေါ့နော်။ ကဖေးရှိမှာပဲစိုက်ကယ်ဘေးရွက်လေးတွေရှိပါတယ်တက္ကစီလည်းရှိတယ်ပေါ့နော်စိုက်ကယ်ဘေးရွက်ကတော့ကျူစုပိုင်းမှတ်တိုင်အထိကိုတယောက်2000ပေးရပါတယ်နှစ်ယောက်ဆို4000ပေးရပါတယ်လမ်းလေးကအလားလမ်းနဲ့မတူဘူးသူကအပင်ရိပ်လေးရှိတယ်ပြီးတော့အိမ်လေးတွေရှိတဲ့ဆိုင်လေးရှိပါတယ်ဆိုတော့မဆိုင်တယောက်ကတော့ဝင်းချင်းကားတော်နဲ့တက်အောင်ပုံတွေအများကြီးရိုက်ခဲ့ပါတယ်ဆိုတော့ကိုကကိုတော့တန်တယ်လို့တော့ခံစားရပါတယ်ဒီပေးရတဲ့ဈေးနဲ့ပေါ့နော်သွားတဲ့နေရာလေးနဲ့ နှားတာတော့အပန်းပြေသွားတယ်လို့ဆိုနိုင်ပါတယ်ရှင်။အခုကတော့ကြိုးစိုးပိုင်းမှတ်တိုင်ပါပါ။ YBS 118စီးပြီးတော့မျိုးရဲဟူပြန်လာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်။အဖတ်စင်တောက်ကြနေ9နိုင်တိုင်းပြန်တွေ့ကြမယ်တော်တော်